ားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ Mikel Arteta နဲ့ Arsenal သင်းနဲ့ပတ်သက်လို့ကျွန်တော်အမြဲတမ်း Arteta ဘက်မှာရက်တီခဲ့တဲ့ဒီခါလေးပေါက်ကွဲတာတွေရှိပေမဲ့အခုကျွန်တော်ပြန်စဉ်းစားကြည့်တာပေါ့လေ Arteta ဟာ Arsenal သင်းကို over the line ဖြစ်အောင်လုပ်ပေးနိုင်တဲ့နည်းပြတယောက်ဟုတ်ပါမလားဆိုတဲ့တန်တရားတွေကျွန်တော်အများကြီးဖြစ်လာခဲ့ ဘုံပေါင်းတဲ့ပွဲအနိုင်ရှုံးနေကျွန်တော်ဘာမှပြောစရာမရှိဘူးဒီပွဲကနိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေတည်ကြသည်ဖြစ်စေဘာမှကိုလုံးလုံးမရဘူးဘာလို့ဆိုတော့ချန်ပီယံလီဗာပူးကဖြစ်ပြီးသွားပြီးသွားပြီနောက်တစ်ခုကပရီးမီးယားလီဂါဟာအဆင့်၄ပဲဖြစ်ဖြစ်၅ပဲဖြစ်ဖြစ်၃ပဲဖြစ်ဖြစ်၂ပဲဖြစ်ဖြစ်တူတူပဲဒါပေမဲ့သူဟာအမတန် safe side ယူလုံးနေအမတန်ကြောက်လုံးနေ brief မဖြစ်ဘူးဆိုတဲ့အချက်ကိုကျွန်တော်အဓိကပြောချင်တာ ဘာစလိုနာကဒုက္ခဒုက္ခတွေရောက်နေတဲ့အချိန်မှာအမပေးချမ်ပီယံယူပေးတဲ့ဂျာဗီကိုတော့သူရောက်ထုတ်လိုက်မှတ်မှတ်ရရပထမရာသီဘက်မှာသူဝင်လာတယ်ရော်နယ်ကူမန်နေရာမှာအစားထိုးတယ်ဒုက္ခတွေရောက်တယ်နောက်ဒုတိယရာသီမှာလာလီကာရဲ့အကျစ်လစ်ဆုံးခံစစ်နဲ့အမပေးချမ်ပီယံယူတယ်နောက်ရာသီမှာသူဒုတိယပဲပြန်ရတယ်ဒါပေမဲ့ပြောချင်တဲ့ချက်ကဘုံဘွဲကလုံရဲကန်ရဲတဲ့ ချန်ပီယံဆူပလားရယူပေးတဲ့ဂျာဗီကိုတော့ထုတ်ဖြစ်ခဲ့တဲ့တတိရှိဒီလိုပဲ Chelsea အသင်းဆိုလဲဆူပလားတွေမရရင်တယောက်လေးတယောက်ဝင်တယောက်လေးတယောက်ဝင်ရိုမန်လက်ထက်ကဒါတွေအလုပ်ဖြစ်ခဲ့တယ်ဒါပေမဲ့ခုနောက်ပိုင်းမှာအထောက်ပိုလီတို့အက်ဘာလီတို့လက်ထက်မှာလောလောဆယ်အလုပ်မဖြစ်ဘူးအခြေအနေတွေတော်တော်များများဒါစပါးကလည်းအပြောင်းအလဲတွေများတယ် Manchester United နီးပြအပြောင်းအလဲတိတ်မလုပ်တာကဗျာ Arsenal တို့ Manchester City တို့ဒါတော့ပဲရှိတော့တာဗျာ maybe liverpool ပေါ်တယ်အကြိုက်နေမှာတယောက်တော့ပြောတာဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ အာစနယ်အသင်းရဲ့နီးပြအမိခေအာထီထားပေါ့လေဒါကျွန်တော်အသင်းရဲ့နီးပြနဲ့ပတ်သက်လို့ကျွန်တော်ဘာဝမြင်လဲဆိုတော့ရှုံးမှတိတ်ကြောက်တယ်တခုခုဖြစ်သွားမှသူစိုးရိမ်တယ်တခါလေကြရင် very simple thinking လုပ်ရမယ်အစားဥပမာအရေးကြီးတဲ့ဥရောပချန်ပီယံလိဒီအားဒီတခုလုံးမှအာစနယ်ပေးတက်တယ်ရောအာစနယ်ကစားမားတွေရောနီးပြအာထီထားအတွက်ရောကစားစရာတပွဲပဲရှိတယ်အဲ့ဘွဲဟာ Paris Saint Germain နဲ့ဒုတိယအကြော့ပထမအကြော့ကျွန်တော်တို့နိုင်ထားတယ်ဆိုရင်တော့တမျိုး ပထမအကျုပ်ကိုကျွန်တော်အိမ်ကွေးမှာရှုံးထားတယ်ကျွန်တော်အဓိကပြောချင်တဲ့အဓိကအချက်ကပထမအကျုပ်မကန်ခင်မှာကျွန်တော် brand phone နဲ့ကန်တယ်အဲ့ပွဲမှာတွေက Mickey Arteta ဟာမလုတ်တင်တာလုပ်ပြီးတော့ပခါယူစာကာတို့တကယ်အဓိကကစားမတွေကိုသူကောက်ထည့်လိုက်တယ်အဆုံးသက်မှာဖြစ်သွားလေအဲ့ပွဲကဖို့မရပဲဒါပါဆုံးသွားတယ် Now Crystal Palace နဲ့ပွဲမှာလည်းဒီတိုင်းပဲဒါ Brentford နဲ့ပွဲ Crystal Palace နဲ့ပွဲဒီပွဲတွေတော်တော်များများမှာမလူလာတဲ့ကစားမတွေ energy ပေါ့လေဆိုတော့အမှတ်က Champion Race ကနေ Title Race ကနေကျွန်တော်တို့အဆင့်၄နဲ့ဆုံးဆုံးအဆင့်၅နဲ့ဆိုဘာမှမထူးကြဘူးကစားမတွေဟာတရားရခိုင်နှုန်း100%တကယ်ရည်ကြီးဆုံးပွဲအတွက် intake အတိုင်းအပြည့်အဝရှိရမယ်အခြေအနေမျိုးကိုနီးပြတစ်ယောက်ကဖန်ပြရမှာ management ဆုံးဖြတ်ချက် decision strong decision ချရမှာ Paris Saint-Germain နဲ့မတိုင်ခင်မှာ သူ Ipswich Town နဲ့ကန်တယ်နောက် Crystal Palace နဲ့ကန်တယ်အဲ့မှာ Fulham Square နီးပါးအကုန်ထုတ်သွားတယ်မလိုလားတဲ့ပြဿနာဖြစ်တယ် Real Madrid နဲ့မတိုင်ခင်မှာ Brentford နဲ့ကန်တယ်ဒုတိယအကြုပ်ပြီးတော့အဲ့ဒါပထမကြော3စီနိုင်ထားလို့ပြီးတဲ့မှာဂျားထဲမှာ Premier League နှစ်ပွဲကန်တယ်ဆိုတော့ तू ကပြာ safe side ဖြစ်ချင်တယ် तू က safe side ဖြစ်ချင်တယ် okay ငါတို့ Premier League က Champion League ဝင်တော့ကျွန်တော်ပြောပြမယ်လက်ကျန်ပွဲအတီထဲမှာ Newcastle ကိုကျွန်တော်ရှုံးဖို့ Liverpool ကိုရှုံးပြဿနာမရှိဘူးကျွန်တော်နောက်ဆုံးပွဲ Southampton ကိုနိုင် Champion League ဝင်ပြီ သေးကြတယ်ဗျာချန်ပီယံလိဝင်ပြီအသင်းဟာ risk လုပ်ပါလေဘာအတွက်အသင်းဟာ risk လုပ်တက်တာအရန်ကို safe side ဖြစ်လို့ ਨੇ ပြက်တနာဒါအထက်ထအတွက်မနိုင်နိုင်တဲ့ချန်ပီယံမဖြစ်နိုင်တဲ့အဓိကပြက်တနာပဲတဘောတရားအော်တော်တော်များများပြောမလဲဟာလိုချင်တဲ့တိုက်စစ်မူမဝဲဘေးဘူးဒါကစားမတွေမဝဲဘေးဘူးဆိုပေမဲ့အခုကျွန်တော် injury ဖြစ်တဲ့ပြဿနာကကျွန်တော်လက်ခံလို့ရတယ်။ Okay injury ကတော့ဘာမှလုပ်လို့မရဘူး။ဒါကံပဲ။ဘယ်အသင်းပဲဖြစ်ဖြစ်ကံကောင်းချင်တဲ့အသင်းကကျွန်တော်တို့မနစ်က Titan Race မှာ challenge လုပ်တဲ့အချိန်မှာစီးနေအပြန်လို့ရှိမှာကျွန်တော် injury တော်တော်လေးနေတယ်။ ဲ့ဒါကျွန်တော်တို့ရဲ့ကံကြမ္မာပဲဒီနေ့ကျွန်တော် injury အများကြီးများတယ်လီဘာပူး injury တော်တော်လေးနေနေစမဲ့လီဘာပူးက main key player တော်တော်များများကြံခဲ့တယ်ဆိုတော့အဲ့ဒါကကံကြမ္မာပဲဘာမှလုပ်လို့မရဒါပေမဲ့ making လုပ်တဲ့ decision အပိုင်းမှာ arsenal အသင်းရဲ့နီးပြားဟာအယံကိုဝီးဖြစ်တဲ့ပြဿနာ thinking ကငါဘောလုံးနဲ့ပွဲအတွက်ငါအပြေးဝအားကန်လိုက်ရမှာလားငါတကယ်လို့အယံနေပဲထုတ်လိုက်ရမှာလားသူမလုံးရဲဘူးလုံးပါရှင်းရှင်းလေးအကုန်အော့ ်အခုတခါလေကျတော့အောက်ကကစားမားတွေမတိုးတက်တဲ့အချက်ကအာထက်ကတိတ်ချန့်ဆိုလို့ပြောပြနတ်တူကိုခေါ်ထားပြီးဒါဗစ်ရိုင်ယာကိုဇက်တိုက်သုံးတယ်โอเคဒါဗစ်ရိုင်ယာမသုံးလဲဘာမှမထူဘူးကိုသမားနတ်တူသုံးလို့ရတယ်ဗျာရိုင်ယာကိုသုံးကြမလို့ဘူးဆလီပါမတော်ဆက်ထန်ရရင်ဘယ်လိုလုပ်လဲခီဗျောတန်ရသွားရင်ဘယ်လိုလုပ်လဲရွေးချယ်စရာမရှိဘူးကျွန်တော်ရှိမှာဒီပြကိုယ်တိုင်ကတကယ်ကိုပထမဆုံးကြေကျွန်တော်သူ့ဘောကိုတန်တရားဖြစ်လာတဲ့အဓိကအချက်ပဲတခြားပြည်သက်တွေကတော့အာဒီကောင်လေးပုံဆွဲပါဦးလို့ချင်းချင်းသလိုထင်ကြိုက်တယ်လို့ထင်နိုင်တယ်ဂရုကိုမဆိုင်ဘူး ဒါပေမဲ့ကို့အသင်းကိုတော့ကျွန်တော် view site တယ်ဗျာတခြားလူထင်တာထင်လို့ရတယ်ဗျာကျွန်တော်လည်းဒီတခြားပြိုင်ဘက်အသင်းကိုကျွန်တော်ကြည့်ပြီးတော့ကြိုက်သလိုထင်လို့ရတယ်ဗျာညံ့တယ်ကောင်းတယ်ကြိုက်သလိုထင်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကို့အသင်းကိုကိုအမြဲတမ်းအကောင်းမမြင်တယ်ဒါပေမဲ့အခုကအကောင်းမြင်တဲ့စိတ်ကအခုကျွန်တော် file champion league တူရအကျော်ကန်ရမယ်အဲ့ဒီအချိန်မှာသူဆုံးဖြတ်ချက်ပြီးမှားတော့ကျွန်တော်မကြိုက်တာဟို champion league မှာကျွန်တော်တို့ miracle လုပ်ပြီးတော့ PSG ကိုနိုင်သွားရင်တမျိုးဒါပေမဲ့လည်းကျွန်တော်တို့လက်ရှိအခြေအနေကကျွန်တော် Paris Saint-Germain ကိုကျွန်တော်တို့ ကံကြမ္မာကောင်းပြီးကျွန်တော်တို့ American လောက်ပြပြီး Santiago Bernabeu မှာလောက်ပြတဲ့ပုံစံနိုင်ပြီးတော့ကျွန်တော်နောက်ဆင့်တက်သွားရင်တော့ final မှာ Inter Milan နဲ့ Barcelona မလွယ်ဘူးအမှန်တိုင်းပြောရင်မလွယ်ဘူးဘာလို့ तू over the line မဖြစ်နိုင်တဲ့အဓိကပြဿနာကိုကျွန်တော်ကဒီနည်းပြတယောက်ဟာ champion ဖြစ်ဖို့အတွက် over the line မဖြစ်နိုင်တဲ့အခြေအနေ Okay ကျွန်တော်ကိုယ်တိုင်လည်းအမြဲတမ်းလက်ခံထားတာပေါ့လေ attractive football position football ပွဲကိုစုံမထားနိုင်တဲ့နောက်တစ်ခုက champion supply တွေတဲ့အမြဲတမ်း challenge လုပ်နိုင်တဲ့အဆင့်တန်း okay အဲ့ဒီအဆင့်က level တစ်ခု ိုက်ချက်ပို့ပြီးတော့ကြော်သွားတဲ့ level တခုကိုရောက်ပြီး super la ယူပေးတယ်ဆိုတဲ့အဓိက super la ကိုပြောတာနော် premier league လို့ champion league လို့တကယ် major super la ကြီးကိုယူပေးနိုင်တဲ့အရေးသွေးမျိုးကိုကျွန်တော်ပြောတာအဲ့ဒီသွေးဟာ Mikel Arteta မှာမရှိဘူး Antonio Conte မှာရှိတယ် Jurgen Klopp မှာရှိတယ် Pep Guardiola မှာရှိတယ် Carlo Ancelotti မှာရှိတယ်ခု Arsenal မှာရှိတယ် Arsenal မှာရှိအာ Jurgen Klopp ချန်ပေးတဲ့ squad ကြောင့်လို့လည်းမပြောနဲ့ Jurgen Klopp ချန်ပေးတဲ့ squad ဖြစ်တဲ့အောင်သူ့အနေနဲ့တယောက်ပဲလူဝေးရတယ် ဒါပေမဲ့ तू ကောင်းကောင်း manage လုပ်နိုင်တယ် तू twist စီလုပ်ပြတယ် Ryan Grambach ကိုရအောင်ဖော်ထုတ်ခဲ့တယ် Trent Alexander Arnold နားလည်းပြဿနာမရှိဘူး Joe Cooper နဲ့ဖြည့်ရှင်းတယ် Consarch နဲ့ဖြည့်ရှင်းတယ်ညာဘက်ချမ်းက Bradley နဲ့ဖြည့်ရှင်းတယ်ရှိတဲ့လူတွေရအောင်လုပ်တယ်ဒါပဲဒါကိုကျွန်တော်နည်းနည်းလေးတွေ့ကြတာရေးကြည့်ရေးကြည့်လို့နားပြရမှာပြ Okay Paris Saint-Germain နဲ့ပွဲမှာတော့ကျွန်တော်တို့ထင်တာသလိုမျိုးမထင်မှတ်တာတွေလုပ်ပြရင်တော့ Okay well done နေနဲ့ကျွန်တော်ချီးကျူးမှာဒါပေမဲ့တေးကြတာတော့ ဒီမီးပြနဲ့ပတ်သက်လို့ကျွန်တော်သဘောကျတယ်ကျွန်တော်ကိုယ်တိုင်ကြိုက်တယ်ပေးသက်တော်များများလည်းကြိုက်တယ်ဒါပေမဲ့မတို့ဒီမီးပြနဲ့ချန်ပီယံဖြစ်ပါမလားမတို့ဒီမီးပြနဲ့ချန်ပီယံဖြစ်ဖို့ဟောခွင့်ရှိနိုင်ပါမလားပရီးမီးယားလီဂ်မှာနဲ့ပရီးမီးယားလီဂ်ချန်ပီယံနဲ့ချန်ပီယံလီဂ်ဘာလို့အဲ့နှစ်ခုပဲလိုချင်တာများဂျန်နက်ဖရာနေရသည်ဖြစ်စီများသည်ဖြစ်စီအာမင်းတို့ကောင်းလေမရလို့ဆိုတော့ပြောစိတ်ကိုမဝင်စားဘူးစိတ်ကိုမဝင်စားဆိုတဲ့အချက်ကကျွန်တော်ကြိုးတော့ကြိုးစားမယ်ဗျာဒါပေမဲ့အခုကကျွန်တော်တို့က Tottenham Hotspur ရဲ့ Mauricio Pochettino ၅နှစ်တာကာလနဲ့တော့ပုံစံ similar တူတယ် ်ရိုဆူဘူချက်တီနိုက attractive football ကစားတယ် attacking ကောင်းတယ်စိတ်ဝင်စားစရာကစားကွက်ကိုဖန်တီးတယ်ဒါပေမဲ့သူတို့ဘာ major super မှမရဘူးအထူးသဖြင့် carabao ကလည်းဒုန်ခဲပဲ now တစ်ဖက်က fa ကလည်းဒုန်ခဲပဲသူတို့ everything ကို big trophy တွေကိုပဲ attack ထားတာ champion league နဲ့ premier league champion နဲ့ premier နောက်ဆုံးဘာဖြစ်လဲ spa i ngar နဲ့အတွင်းမှာဘာဖလားမမရခဲ့ဘူးသူ champion league final မှာထွက်နောက်ဆုံးအဲ့အသင်းပြီးသွားတဲ့အချိန်မှာ spa အဆအဆုံးပြန်စားလိုက်ရတယ်ဆိုတော့ဒီခါလေးကျတော့ winning happy ဖြစ်ဖို့အတွက်က small detail ရာစာအသေးဖလားအသေးလေးလို့စိုက်ဟုတ်ကဲ့သူ Africa တလုံးယူပေးထားတယ်ဒါလက်ခံတယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်ပြောချင်တာက Tottenham Hotspur မှာအရင်တော့9နှစ်တိတိ Mauricio Pochettino အရင်ကောင်းတဲ့ကစားကွက်ပြဒါတရားသီလုံးအင်္ဂွေရှုံးွက်မရှိကစားရတယ်တော်တော်လေးကောင်းခဲ့တယ်ဒါပေမဲ့ Mikel Arteta ဟာအဲ့လို similar ပုံစံမျိုးကျွန်တော်ဖြစ်နေတာကိုကျွန်တော်ကမထင်မှတ်ပဲအဲ့လမ်းကြောင်းကိုသွားနေအဲ့လမ်းကြောင်းကိုသွားနေတဲ့ပြဿနာကိုကျွန်တော်က အခုကျွန်တော်မှတ်မိရ necessity နဲ့စပါနဲ့ Premier League မပေး Champion Tiger Reis အပြိုင်လုံရင်းလုံရင်းနဲ့အဆုံးသက်မှာ Arsenal ကဂျိုတက်ပြီးတော့အဆင့်တင်နဲ့ဆုံးသက်ပြီး Tiger Reis 6လုံးမှာရှိရယ် Spurs ကတတိယနေရာဖြစ်တယ်အခုလည်း similar ပုံစံပဲ Man City ဂျိုတက်ရင်တိတ်ပြီးတော့မထူးဆန်းဘူး Man City ဂျိုတက် Newcastle Man City ဂျိုတက်အဲ့ဒါထားဒါပေမဲ့ Arteta ဟာ over the line ဖြစ်ဖို့အတွက်အမတန်တွေ့ဝေလုံးနဲ့အမတန် safe side ဖြစ်တယ်ဆိုတော့ okay ဟုတ်ပါပြီ မီကာတီတာကိုကျွန်တော်ထုတ်ပြီးဘသူ့ကိုခတ်မယ်အမှန်တိုင်းပဲဘုံမောက်နီးပြ quality ရှိတယ်ဘုံမောက်လိုအသင်းမျိုးအရင်တုန်းက struggle ဖြစ်နေတဲ့အသင်းမျိုးကိုသူတော်တော်လေးပြောင်းလဲပြီးတော့ကစားပုံ attractive ပုံရောအားလုံးပြောင်းလဲတဲ့အချက်တွေကိုကြည့်ပေါ့ okay ဘုံမောက်နီးပြကဒါစမဲ့တင်တော့ option တစ်ခုအနေနဲ့စဉ်းစားဖို့နီးပြ change ကိုကျွန်တော်မပြောသေးဒါပေမဲ့စဉ်းစားတင်တာကိုကျွန်တော်ပြောပြတာပေါ့လေဒါမီကာတီတာကိုကျွန်တော်တို့စပြီးတော့တန်တရားဖြစ်လာပြီကျွန်တော် အာဇဘေးသက်တော်များများထဲမှာကျွန်တော်တို့နှစ်ပေါင်းများစွာအားပေးလာတဲ့ပြည်သက်တယောက်အနေနဲ့ဒီနေ့ကခန်းစားချက်ကိုတတ်နိုင်တယ်များထိန်းထားတယ်ဒါပေမဲ့တချို့အပိုင်းလေးတွေကိုကြည့်တဲ့အခါမှာအသင်းကိုကြည့်ရင်အခါမှာဘယ်လိုပြောမလဲဆိုတော့ okay ငါတို့လီးပြိုင်ပွဲမှာတော့မဆိုးဘူးဆိုတဲ့အခြေအနေကိုပဲကြည့်ပြီးတော့ချန်ပီယံဖြစ်ပါတယ်ဆိုတဲ့အခြေအနေမျိုးမရောက်ဘူးဆိုရင်တော့ဘာမှသူဘာမှသူ changes ကလုတ်ကိုလုံးအောင်ချင်းချင်းကလုတ်ကိုလုတ်မှာဒါပေမဲ့အခုလုံးဝလည်းချင်းချင်းလုတ်ကိုပြောတာမဟုတ်ဘူးကျွန်တော်ဖာရစ်စက်ဂျာမင်းနဲ့ဒုတိယချောင်းโอเค तू လုတ်ခဲ့တဲ့ဆုံးဖြတ်ချက်က PSG နဲ့ပွဲမှာမှန်လား โอเคပြီးရချင်တဲ့ပုံမှာမှန်တယ်โอเค final တက်သွားမယ်ငါတို့တခုခုလုံးပြနိုင်မယ်ဆိုတော့တမျိုးအဲ့လိုမဟုတ်ဘူးဆိုရင်တော့မိခင်အာထင်တာအနေနဲ့ time set ဖြစ်တော့မှာတိတ်မကြဘူးအလုံးစုံနောက်တရားပြီးနောက်တရားဒီမှာသူဘာမှမလုပ်နိုင်သူထုတ်ခံတော့တဘောတရားအဆင်ရှင်နေတော့ဒါကျွန်တော်ပထမအဆုံးအချိန်ပေါ့လေဒါမိခင်အာထင်တာပို့ဟိုးအစောပိုင်းနှစ်နှစ်က၃နှစ်ကလောက်ကျွန်တော်လက်ခံသေးတယ်အဲတော့ ြင်ဆင်ပြုပြင်ကောင်းတဲ့အခါလာဒုက္ခဒုက္ခရောက်နေတဲ့အချိန်မှာပြန်လေတိစားတာအခု Champion Race ကိုအခု၃နှစ်ဆက်တိုက်ရောက်လာပြီးတဲ့အချိန်မှာစပြီးပထမဆုံးကြေကျွန်တော်တောင်ပြဖြစ်လာတဲ့အချက်ပဲအာဆယ်ပေးတဲ့ဘယ်လိုမှမကြတယ်ဟိုတနေ့ကရှုံးနေရတဲ့ဒီကောင်းတဲ့မိသားအဲ့ဒါတွေကအရေးမကြီးဘူးဒီဘဝ champion ဖြစ်သွားပြီးတော့ channel ကအရေးမကြီးတော့ဒုတိယရရတတိယရရသရုပ်တရရပြစ္စမရရဒါပေမဲ့ဒီနီးပြဟာ major supplier တခုကိုယူနိုင်တဲ့အရေးသွေးရှိလားဆိုတဲ့အချက်ပဲဘယ်လိုမြင်ကြလဲခုမှမှာဝေရောက်မှချက်ပြကြပါအောင်ကြည့်ကြပါလေ